လူရှင်ရှင်များအားလုံးမင်္ဂလာပါရှင်။လည်း31ရက်3လ23ပေါ့နော်။အဖွင့်နဲ့တနင်္လာနေ့မနက်ညနေအတွက်ပါနော်။နေနေတော့ထိတ်ကိုအရင်ဆုံးတော့ကြည့်အောင်နော် KC ကဒီမှာရှိတဲ့6တ6ပါเนาะကိုရတဲ့ပေါင်းတော့ညတညနဲ့6နဲ့ပေါင်းတော့6ပါဝါကတဲ့နက္ခတ်က6 6 9ဆိုပြီးတော့ KC ပေါ့เนาะဆိုရင်ပေါင်းလို့ရထားတယ်เนาะဒါဆိုရင်ဒီမှာတော့ကဏ္ဍမှုကြီးကြီးအောင်6 8 9ထိတ်စီဆိုတဲ့အတွက်ကြောင့်မို့လို့6 8 9မှာဒီမှာ6ထိတ်စီတလုံးစင်ထားတယ်เนาะအစရင်ကိုစက်သားမယ်ဒီမှာ136 9ရက်3ရက်ပေါင်းတော့3ည3ည6ည6ပေါင်းတော့6ပါဝါကတ်1နက္ကကာ6 6တက်ကိုတို့ရလေ6တက်ကိုဆိုပြီးတော့ဒက်စီ3လုံးပေါ့နော်ဒါဆိုရင်ဒီမှာက6ရှစ်ဒီက6ဒက်စီ6တက်ကိုမှာဒီမှာ6ဆိုပြီးတော့ဒက်စီတလုံးစင်တာလေနော်အဲ့ဒါဒီကတော့မယ်ဒီမှာ3ဒီမှာ4ဒီမှာ3ည3ရက်4ရက်ပေါင်းတော့ခွန်ခွန်နဲ့3ညနဲ့ပေါင်းတော့လေခွန်ပါဝါက1နက်ကက3ည9နဲ့3ညဆိုပြီး ပြီးတော့ဒုက္ခဒိဋ္ဌိသုံးလုံးတွေ့တာတယ်เนาะဒါဆိုရင်ကိုဘရိတ်ကိုသွားမယ်เนาะဒီမှာပါเนาะ6 9နှစ်ဆိုပြီးတော့တွေ့တာတာပါ6 9ပေါင်းတော့9 9ရဲ့နေပေါင်းတော့ခွန်ပါဝါနဲ့နတ်ကတော့ည9နဲ့တော့ည8ပဲပေါ့နော်ဒါဆိုရင်တော့ကနန်းကိုပေါင်းကြည့်မယ်9ရှစ် ကိုရရှိရနေလို့ပေါ့နော်ပေါင်းချင်းခွန်ခွန်နဲ့ပြိဆိုပြီးတွေ့တာတယ်ဒါဆိုရင်ခွန်နဲ့တောင်းရမှာဒီမှာခွန်နဲ့ပြိဆိုပြီးတော့စင်တာတယ်နော်ဒါဆိုရင်နောက်တစ်ပင်ကိုသွားမယ်ဒီမှာနှစ်ခွန်ကနှစ်ရခွန်ရပေါင်းတော့ကိုကိုရငါးရပေါင်းတော့ပေါင်းချင်း၄ပါဝါကိုနှက်ကနှစ်၄ခွန်နဲ့ပြိဆိုပြီးတော့ရှာတွေ့တာပါနော် ဒါဆိုရင် token name ကိုကြည့်အောင်68 6ရဲ့ share နဲ့လောက်ပေါင်းတော့ပေါင်းခြင်းလေးလေးပရိတ်ဆိုပြီးတော့ထပ်ထားတယ်လေးကိုနှစ်ပရိတ်မှာဒီမှာလေးပရိတ်ဆိုပြီးတော့အောင်းထားပါတယ်ဒါဆိုရင်ဒီတစ်ခါသွားကြမယ်ဒီမှာခွန်3 3ညပေါ့နော်ခွန်နဲ့3နဲ့ပေါ့နော်3ည3ညနဲ့3ညနဲ့ပေါ့တော့လေ3ည power ကငါနက်ကကခွန်3ည5ခွန်ပရိတ်ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်ခဏလေးကိုတွေ့ကြည့်ကြမယ်နော်ခွန်နဲ့ သုံးညတွေ့တာလားကခွန်နဲ့သုံးညပေါ့နော်ခွန်နဲ့သုံးညဆိုပြီးတွေ့တာတယ်သုံးညပရိဆိုတော့ခွန်သုံးလို့ရှိသုံးညသုံးညပေါ့နော်ဒါကတော့သုံးညပရိသုံးกว่าပါငါးပရိဆိုတဲ့အကြောင်းမလို့ခွန်ဆိုရင်ရှစ်နဲ့ဆိုရင်သုံးသုံးညဆိုရင်ငါးပေါ့နော်ဒါကတော့ငါးပရိပါခွန်နဲ့ပရိဆိုတဲ့အကြောင်းမလို့ နှစ်ဆယ်နှစ်ငါးသုံးညခွန်ပေါ့နော်ခွန်နေဘရိတ်ပါเนาะမူရဆိုလို့ရှိရင်ပေါ့နော်ခွန်ဘရိတ်လေးဘရိတ်ဆိုတော့ကြောင့်မလို့ဒီကတော့သုံးညဘရိတ်ကိုကူစားပြီးပြီးတော့ကစားရမယ်ပေါ့နော်ဒါကမဖြစ်အတွက်အောက်ကသုံးကပေါ့နော်ကိုရမလာကြိုက်ဒီမစမ်းနေတဲ့မယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါနော်မဖြစ်တဲ့နေ့ကိုကောင်းကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်